ငဝေးမြကန်းပြုံမှုကြောင့်ဟင်းဒရာခရိုင်နှင်းမျက်နှာမြို့နယ်အိုင်တပြုတ်တဖက်ကန်း60ကျေးရွာမှာရှိတဲ့နေအိမ်အချို့အရေးပေါ်ဖျက်ရွှေ့ထားရပြီးရွာနဲ့မြကန်းနီးကပ်လာမှုကြောင့်စိုးရိမ်ရပွဲအခြေအနေရှိနေပါတယ်။ဒီလိုကန်းပြုံမှုကြောင့်လက်ရှိမှာနေအိမ်9လုံးကိုအရေးပေါ်ဖျက်ရွှေ့ထားရပြီးနောက်ထပ်နေအိမ်20ကျော်ထပ်မံပြောင်းရွှေ့ရပွဲရှိနေပါတယ်။ဒါအပြင်ကျင်းရွာနဲ့မြကန်းအကွာအဝေးဟာလည်းပေ30ကျော်သာကျန်ရှိတော့တဲ့အတွက်ဒေသခံတွေကစိုးရိမ်နေကြတာဖြစ်ပါတယ် ငွေမြင့်ရတိုက်စားမှုကြောင့်အရေးပေါ်နေအိမ်ဖျက်ရွှေ့ခဲ့ရတဲ့60ကျေးရွာကဒေသခံကိုစော်လွင်ကကမ်းပြုံမှုအခြေအနေနဲ့ပတ်သက်ပြီးအခုလိုပြောပါရယ်အခုမိုးရာသီရောက်လာတဲ့အတွက်ရေတွေကတားဆီးလာတဲ့အခါကမ်းပြိုတယ်ကျွန်တော်အိမ်နဲ့ဆိုပေ20လောက်กว่าတယ်ကငကူကအခုကမ်းပြိုသွားတာပေ20လောက်ပြိုပြီးကျွန်တော်ရဲ့နောက်ဖေးတိုင်ကိုကမ်းကထိလာထိလာတဲ့အခါမှာကျွန်တော်နဲ့အပါဝင်အိမ်အေးခုနှစ်လုံးကဒါရိုက်ပြိုးကြတော့မယ်ဖြစ်လို့ကျွန်တော်ဖြုတ်ပြီးတော့ရကလူကြီးကိုပြော့ထားပြီးတော့ပုံထားရပါတယ် စိုးရင်လို့ဒါနဲ့တော့ရင်ကတော့ဟိုမှာယာယီခဏတဲထိုးထားပြီးတော့ကျွန်တော်တို့လက်ရင်ကလက်ရှိဒီမှာဝါလေးစုဓဏိစုပြီးတော့ပြင်ဆင်ဖို့လုပ်ပါကျွန်တော်နဲ့အပါဝင်အင်းရေးစိတ်ကလည်းကိုင်းဤပြီးတော့အင်းရေးစိတ်လောက်ကစိုးရင်ရပါတယ်သူတို့လည်းပြန်လဲပြောင်းရွှေ့ဖို့ပြင်ဆင်နေကြပါတယ်စိုးလဲစိုးရင်ရပါတယ်ဒါကြောင့်နိုင်ငံတော်ကနေပြီးတော့ကျွန်တော်တို့ဒါကိုစောင့်ရှောက်ပေးဖို့ကျွန်တော်တို့ကနေပြီးတော့မြစ်တာရက်ခံပါတယ် လက်ရှိကမ်းပြုံမှုအတိုင်းသာဆက်လက်ဖြစ်ပေါ်နေပါကကမ်းမနဲ့ပေ30ခန်းသာလိုတော့တဲ့ကျေးရွာအတွက်မိုးရေကာလမှာစိုးရိမ်စရာရှိရလို့60ကျေးရွာကရမီရဖဦးထွေးမောင်ကအခုလိုပြောပါရယ်။အေးမိုးကာလမှာကြောင့်ဒီလောက်ဖြစ်နေခဲ့ရင်မိုးလေလောက်ဆိုရင်ကျွန်တော်တို့ရွာပေါ့နော်ပေ30လောက်အကွာအဝေးလေးမှာစိုးရိမ်စရာ ဖြစ်တယ်လို့ကျွန်တော်တို့60ဦးသူ60ကျေးရွာရဲ့အလဲထန်းနဲ့မူလာထန်းကျောင်းလေးမှာလဲကမ်းနဲ့နီးနေပါနီးနေတဲ့အတွက် ါတွေကိုလည်းကျွန်တော်တို့ကလေးတွေကလေးတွေသွားတာလာတာပါစားစိုးရင်စရာဖြစ်နေတဲ့အတွက်နိုင်ငံတော်အကြီးအကဲများဌာနဆိုင်ရာပုဂ္ဂိုလ်များလာရောက်ပြီးအဲကြိရှိဆောင်ကြိရှိ၍စစ်ဆေးပြီးလိုအပ်တဲ့အကူအညီများပေးပါလို့ကျွန်တော်တို့မြေတားရက်ခံကြပါတယ် လက်ရှိမှာကမ်းပြုံမှုကြောင့်အရေးပေါ်ဖျက်ခဲ့ရတဲ့နေအိမ်အချို့ဟာပြောင်းရွှေ့ဖို့မြေနေရာအခက်အခဲကြုံတွေ့နေရပြီးအဲ့ဒီကြေးရွာမှာနေအိမ်တွေထပ်မံပြောင်းရွှေ့ရနိုင်တဲ့အခြေအနေတွေလည်းရှိနေတာကြောင့်အစိုးရထံကနေလိုအပ်တဲ့အစီအမံတွေကူညီမှုရရှိနိုင်မှုဒေသခံတွေကမျှော်လင့်နေကြပါဗျာ။